thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အပြစ်ခတ်ရဲစဲကြောင့်ကြီးညာပြီးမယ်စစ်ကောင်စီကတိုက်ခိုက်မှုတွေဆက်လုပ်နေစေလို့ကုလပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မလကဖြစ်ပွားခဲ့တဲ့မြင်ကလေးကြောင့်လူထောင်ပေါင်းများစွာတင်ဆောင်ခဲ့ရပြီးတဲ့နောက်အပြစ်ခတ်ရဲစဲကြောင့်ကြီးညာပြီးမယ်စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအပအဝင်လူအသေးပြောင်းရှိရင်စီးရေးလုံရှားမှုတွေဆက်လက်လုံဆောင်နေရလို့ကုလသမဂ္ဂကပြောလိုက်ပါတယ်မလ28ရက်နေ့ကလေးကြောင့်တိုင်းနဲ့ချီတဲ့ပြည်တော်တွေကိုကုညီထောက်ပံ့ဖို့နိုင်ငံဆောင်ကကင်စိန် ်လုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့တိုက်ပွဲတွေရပ်တန့်ဖို့ကိုလည်းနိုင်ငံတကာကထပ်တလဲလဲတောင်းဆိုခဲ့ပါတယ်။ အေဗီလာနေ့ရက်နေ့မှာရပ်ပေါင်း20အပြင်းရဲ့ကြောင်းစစ်ကောင်စီကတင်ညာခဲ့ပြီးမလေးရှားဝင်ကြီးချုပ်ဦးဆောင်နဲ့အစစ်မြင့်ဆွေးနွေးပွဲပြီးမှရာယီရဆိုင်ထားမှုကိုအေဗီလာ30ရက်ထိတက်တန်းတိုးခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးအပြင်းရဲ့ဆဲကြောင်းတင်ညာပြီးမှလေးကြောင်းတိုက်ခတ်မှုပိုတိုးခဲ့တယ်လို့ဆိုပါတယ်။ငလင်လှုပ်ခတ်ခဲ့တဲ့မလ28ရက်ကနေစပြီး AB 24ရက်ထိစစ်ကောင်စီကလေးကြောင်းတိုက်ခတ်မှုအကျဉ်140နဲ့လက်နက်ကြီး24ကျိန်ပါဝင်တိုက်ခတ်မှုအနည်းဆုံး209ကျိန်ရှိခဲ့တယ်လို့ကုလသမဂ္ဂလူအခွင့်အရေးယုံကထုတ်ပြန်ပါတယ်။ အပြစ်ခတ်ရင်စဲကြောင့်စတင်ကြီးညာတဲ့အပြင်းနရကစားပြီးတိုက်ခိုက်မှု182ကြိမ်ရှိခဲ့ပြီး83ကြိမ်ကငလင်ဘေးတင်ဒေသတွေမှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။အပြီးလာနှစ်ရက်ကနေ18ရက်အတွင်းစစ်ကောင်စီကတင်းရက်ကိုပြန်များလင်းရင်ဒါမှမဟုတ်ဒရုန်းနဲ့တိုက်ခိုက်မှု6.8ကြိမ်ပြုလုပ်ခဲ့ပြီးနေ့စဉ်လူချောက်ထက်မကတင်ဆောင်ခဲ့ကြောင်းဒီကာလအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့်တင်ဆောင်သူ105ရှိကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါရယ်အပြစ်ခတ်ရစိမ်းမှာစီးရင်လှရှာမှုအလုံးကိုရပ်တန့်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုးပေးမှုတွေဖြစ်ပြီး ေမဲ့ဒါရီဖြစ်မလာခဲ့ဘူးလို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရောလူ့အခွင့်အရေးကိုယ်စားလှယ်ကပြောပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့တောင်တာမကြီးပင်တင်ရွာကိုစစ်တပ်ကလီရင်နဲ့ပုံကျဲတိုက်ခိုက်မှုဖြစ်သူတအုပ်ပြင်းထန်တရားရပြီးနောင်ချုံမြို့နယ်ကိုလည်းစစ်တပ်ကလီရင်နဲ့ဘုံ28လုံးနဲ့အစိမ့်ငွေပုံ10လုံးကျင်းချတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမြို့နယ်မကြီးပင်တင်ရွာကိုအကြံဖက်စစ်တပ်ကလီရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတအုပ်ပြင်းထန်တရားရရှိခဲ့ကြောင်းတောင်တာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ April 25ရက်နေ့နေ့လယ်3:38မိနစ်နဲ့45မိနစ်ခန့်မှာမကြီးပင်တင်ကျင်းရွာကိုအကြံဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ပုံကျဲတက်ခိုက်ခဲ့ကြောင်းသိရပါတယ်အကြံဘတ်စစ်တပ်ရဲ့လီကြောင်းတက်ခိုက်မှုအတွင်းပြည်သူတအုပ်ပြင်းထန်ထန်ရရရှိခဲ့ပြီးနေအိမ်ခုနှစ်လုံးပျက်စီးခဲ့ကြောင်းသိရပါတယ်မနေ့ကနှစ်ကြိမ်လီကြောင်းနဲ့ပုံကျဲတက်ခိုက်တာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိပြီးပြင်းထန်နေနေအိမ်ခုနှစ်လုံးလည်းပျက်စီးသွားတယ်လို့တောင်တာမျိုးနဲ့လူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတအုပ်ကပြောပါတယ်ဒါအပြင်ရှမ်းပြည်နယ်နောက်ချုံမြို့နယ်ကိုဂျမ်ဖတ်စစ်တပ်ကလီရင်နဲ့ဘုံ28လုံးနဲ့အစိမ့်ငွေဘုံ10လုံးတင်းချတိုက်ခိုက်ခဲ့ကြောင်း TNL ကထုတ်ပြန်ထားပါတယ်မနေ့ကအီပီလာ24ရ က်နေ့ညနေ6:24မိနစ်6:30အထိတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကြောင်တန်းကျင်းရွာနီကိုဝိုင်းတွဲလျင်နဲ့ဘုံ29လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အလားတူည9:29မိနစ်ကလည်းအုံမတီချင်းရွာနီကိုတိုက်ပွဲဖြစ်ပွားနေတဲ့ချိန်အကျန်းဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့အစိမ့်ငွေပုံရှစ်လုံးလာရောက်တဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ဒါအပြင်အီဘီလာ21ရက်ကလည်းတောင်ခမ်းရွာရှိ900နှစ်တပ်စကန်ကြီးအနီးမှာတိုက်ပွဲဖြစ်ပွားနေချိန်မှာအကျန်းဖက်စစ်တပ်ကအစိမ့်ငွေပုံ15လုံးလာရောက်တဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ အကြံဖတ်စတဲ့ကအပြည့်ရဲ့တက်တန်ကိုအေဘီလာကုံတီထမှန်တိုးထားတော်လဲပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSNL TNL အုပ်ချုပ်တဲ့မြို့နယ်ကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့ပုံကျဲတက်ခတ်မှုတွေပြုလုပ်နေရရှိကြောင်း TNL ကအဆိုပါတယ်။နောက်ထပ်တပုတ်အနေနဲ့ PDF တွေကတမ33ရက်စစ်ကြောင်းပြုအောင်ထမှန်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကနအုပ်တရင်နေရာအနည်းဆုံးစစ်သား24ဦးသေပြီးလက်နက်20ရရှိရဲ့လို့တည်ရပါတယ်။စကိုင်းမြို့နယ်မြောက်ချမ်းကိုစစ်ကြောင်းထိုးတဲ့စစ်ကောင်စီအမှတ်33ချင်း ညာတမဌာနချုပ်တမ33ရဲ့စစ်ကြောင်းတစ်ခုလုံးပြုတ်တဲ့အထိတိုက်ခိုက်ခံရပြီး20ထက်မနည်းတိစုံကလက်နက်20ကျုံရရှိကြောင်းစီးရီးတရင်အရင်းမြစ်တွေကပြောပါရင်အေပီလ25ရက်ကစကိုင်းမြို့နယ်မြောက်ချမ်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီရဲ့တမ33မှာစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်အေပီ24ရက်ကစကိုင်းမြို့နယ်မြောက်ဖက်ရှိစချင်းချင်းရွာထက်ကိုစကိုင်းမြို့ချင်းဆိုင်တမ33မှာအင်အား60ခန့်ပါစစ်သားတွေကဖော်ကား3စီးနဲ့ဝင်ရောက်လာခဲ့ပါရယ်ဒီနေ့ညပိုင်းမှာစကိုင်းမြို့နယ် စည်ရင်အရှိကျင်းရွာရှိဘုံကြီးကျောင်းစာတင်ကျောင်းနှင့်ကျင်းရွာတွင်ပြန်ကွေးအခြေပြုလျက်ကျင်းရွာတွင်ရှိပြည်သူများ၏ပစ္စည်းများကိုလူရက်ယူဆောင်လာခဲ့လို့သိရပါတယ်။အင်အား40ခန့်ပါရှိရဲ့တပ်မ33ရဲ့စစ်ကြောင်းတစ်ခုကမြစ်ကြီးနားမန္တလေးရထားလမ်းပိုင်းအရှိဘက်မှမြောက်ဘက်ကို UTP ထွက်လာခဲ့ရာ EP25 ရဲ့မှာဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ဒေသခံစစ်ပေးဆောင်ချုပ်နဲ့အတူစကိုင်းမြို့နယ်ရွာတဲ့ကျင်းရွာကိုရောက်ရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါအင်အား40ခန့်ပါရှိရဲ့စစ်ကြောင်းကို PDF တွေပါကဖရိနဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့တာပါ။ကနအူးတရင်းနေရမြေပြင်တိုက်ပွဲ ွဲအတွင်းစစ်ကောင်စီတသားအလောင်း24လောင်းနဲ့လက်နက်22လက်ကိုတော်လိုင်းတပ်တွေကရရှိထားပါတယ်။တမ33ရင်းစစ်ကြောင်းရေးတည်ဆုံရေးအတွက်မှာရခုအရေးအတွက်ထပ်ပူများနိုင်ခဲ့ပါတယ်။စစ်ကောင်စီတပ်မှတည်ဆုံစစ်သားတွေနဲ့ PDF တွေကစစ်သားများထံမှလက်နက်ကင်ရင်နဲ့စစ်သုံးဆောင်တွေကိုတင်ဆက်ရရှိနေတဲ့ရုပ်သံမှတ်တမ်းတွေကိုလည်း Telegram Channel တွေမှာဖော်ပြထားတာဖြစ်ပါတယ်။ဖြစ်တာကမြကြီးနာမန္တလေးရထားလမ်းပိုင်း ပေးလို့ပဲပြောလို့ရအောင်မယ်ကျွန်တော်တို့ဘက်ကလည်းထိခိုက်ကြဆုံးမှုချုပ်ရှိပါတယ်လို့စကိုင်းခိုင်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအုပ်ကတိုက်ပွဲဖြစ်စဉ်ပေါ်ရှင်းပြခဲ့ပါတယ်တိုက်ခိုက်ခံရတဲ့တမ33မှာစစ်ကြောင်းတွေကစကိုင်းမြို့နယ်မင်းကွန်းနဲ့ဗဒူဒီတာတကြောကိုစစ်ကြောင်းထိုးရန်ဖြစ်နိုင်ကြောင်းလည်းစကိုင်းမြို့ကစီးရီးတရင်အရင်မြစ်တချို့ကပြောပါတယ်စစ်ကြောင်းတစ်ခုမှာစစ်ကြောင်းတစ်ခုကိုဖြုတ်နိုင်လိုက်ပြီဆိုတော့စခါတွေပြန်ဆုပ်ဖို့များမှာဒါပေမဲ့ဒီနေ့ AB 26ရက်မှာအင်အား300ကျော်နဲ့စကိုင်းကနေထွက်လာတာတရင်ရထားတယ်လို့စကိုင်းမြို့ကစီးရီးတရင်အရင်မြစ်ကပြောပါတယ်စကိုင်းတိုင်းမှာ ်မင်းစုနဲ့လူတိများတဲ့တမ33ရဲ့စစ်ကြောင်းများ2025ခုနှစ်အတွင်းသကိုင်းတိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကစစ်ကြောင်းတစ်ခုလုံးပြုတ်အောင်ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီ9ရက်ကလည်းသကိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်ကောင်စီရဲ့တမ33စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ရာတမ33ရဲ့တပ်သား20ကျော်တိစုံပြီး3ဦးအရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။ ဝက်လက်မြို့နယ်အုံနေဖုံကျင်းရွာကိုဝင်ရောက်စီးနင်းနဲ့အင်အား80ခန့်ပါစကိုင်းမြို့အချင်းဆိုင်တပ်မ33စစ်ကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်တပ်မ33က2004မလကစကိုင်းမြို့နယ်တာတိုင်ကျင်းရွာနယ်ပကြီကျင်းရွာကိုဝင်ရောက်စီးနင်းပြီးပကဖကောင်ဆောင်ရဲဘော်မိုက်ကယ်ခေါ်ကိုကျော်စောကိုဖမ်းဆီးကကောင်းချီလက်များဖြတ်တောက်ပြီးဘိုက်ဖောက်ထုတ်ကရက်ဆက်စွာတပ်ဖြတ်မှုကျူးလွန်ခဲ့တဲ့တမဖြစ်ပါတယ်။အဲ့ဒီတုန်းကတာတိုင်ကျေးရွာမှာတက်ဆုပ်ချင်းဒေသခံမျိုးသမီးများအပါအဝင်၁၇ဦးကိုလူသားထိုင်ဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီးရက်ဆက်စွာတပ်ဖြတ် ်ခဲ့ပါတယ်။ဒါအပြင်တမ33ကချင်းပြည်နယ်ထန်တလန်မြို့ကိုမိရှုဖျက်ဆီးခဲ့တဲ့တမဖြစ်ပါတယ်။2023ခုနှစ်စက်တင်ဘာလကလည်းကြီးကဲမြောက်ရွာမှာအသက်16နှစ်ရွယ်မက်ရွှေမန်းသူကိုဖခင်ရှိမှာပဲတမ33မှာစစ်သားများကအဓမ္မကျူးလွန်ပြီးတပ်ဖြတ်ခဲ့ရတယ်။မရှိမှန်သူအပြင်အခြားရွာသားနှစ်ဦးကိုပါတပ်ဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အတ္တမစစ်မှုတန်ခံရသူ6ဦးလက်နက်5လက်နဲ့ကြီခရမ်းများယူလာပြီးဒီမော့ဆို PDF ထံအလင်းဝင်နေကြောင်းတင်ဆက်ပေးပါမယ်။စစ်မှုထမ်းရင်အတ္တမခေါ်ဆောင်ခံရသူ6ဦးလက်နက်5လက်နဲ့ကြီခရမ်းများယူလာပြီးအလင်းဝင်လာကြောင်းပြည်သူ့ကာကွယ်တပ်ဒီမော့ဆို DMO လိုကေ PDF က EP26 ရက်မှာထုတ်ပြန်ပါတယ်။အလင်းဝင်လာသူ6ဦးက EP26 ရက်က MI1 တနက်5လက် MI1 ကြီး455တောင်ကြီပေါင်း16ခုလက်ပစ်ပုံ၄လုံး14နင်းမိုင်း3လုံးကြီက၄တဲ့ icon တစ်လုံးနဲ့ဖုန်း9လုံးရှူဆောင်လာတယ်လို့ဆို ါပါတယ်။၎င်းတို့ရဲ့ထွက်ဆိုချက်တင်ရစစ်ကစီတပ်မှမူညစ်စေဝါ WY ကိုစိတ်တိုင်းကြတုံဆွေရောင်းဝယ်ခွင့်ပေးကအနိုင်ကျင့်နှိမ့်ပန်းနေဆက်ခြင်းမကြာခဏခံရတယ်လို့ဖော်ပြပါပါတယ်။ အလင်းဝင်လာသူ၆ဦးကိုကနအုပ်ထောက်ပံ့ငွေကျပ်65သိန်းပေးထားပြီးမိသားစုဝင်တွေနဲ့ဆက်သွယ်နိုင်ဖို့ကူညီပေးထားကာကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရပါတယ်။အလင်းဝင်လာသူတွေရဲ့တင်ရင်းနဲ့အမည်အချက်အလက်သိစေကိုတော့ဒီမော့ဆို PDF ကလုံခြုံရေးရမဖော်ပြထားပါဘူး။အလင်းဝင်လာသူရဲ့မိသားစုလုံခြုံရေးအတွက်သူတို့နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ထိန်းသိမ်းထားပါတယ်လို့ဒီမော့ဆို PDF တာဝန်ရှိသူတောင်းကသတင်းဌာနကိုပြောပါတယ်။ကရင်နီပြည်နယ်ထိုးစစ်အတွင်းစစ်ကောင်စီတပ်က၎င်းတို့အတ္တမစစ်မှုထမ်းပြင်စူးစမ်းခေါ်ဆောင်သူတွေကိုအဓိကအသုံးပြုနေပြီးစစ်မှုထမ်းတပ်သားတွေ ်ကတော်လိုင်းတပ်ဖွဲ့များထံအလင်းဝင်လာသူများခတ်ဆိတ်ဆဲရှိပါတယ်။ဒါအပြင်ယခုရက်သက်တပတ်အတွင်းစစ်မှုရန်ဥပဒေနဲ့စစ်ကောင်စီတပ်တွင်ရောက်ရှိသူလေးဦးလည်းအလင်းဝင်လာရလို့ Like ကို Local PDF နဲ့ KNDF ကထုတ်ပြန်ထားကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင်။